အားလုံးပဲမင်္ဂလာပါရှင်။ဆရာအောင်စီရတုရေးသားထားတဲ့ဝေကဘာအမြိုင်ဝိထုကိုအပိုင်းနှစ်နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ဒီမှာနှင့်တူနားဆင်ခံစားပေးကြပါအောင်ရှင်။ န်းနှင့်အဖေမင်းတို့သားမိကိုတော့ငါတဖြည်းဖြည်းစိတ်ကုံလာပြီအိမ်မှာအေးအေးဆေးဆေးမနေချင်ဘူးရွာထဲလှည့်ပြီးရှောက်ရမ်းဖြစ်နေတော့တာပဲကြာရင်မင်းတို့သားမိနှစ်ယောက်ကြောင့်ငါပါဒုက္ခအစေရောက်အောင်မှာအိမ်သူရောက်၍အဝေစားလဲပြီးလို့မှမကြတတ်သေးဦးကျော်စရာပြန်ရောက်လာ၏သူတို့သားမိနှစ်ယောက်ဤတရင်ကိုဦးကျော်စရာကြီးတိလာပုံရ၏ရောက်ရောက်ချင်းအပြစ်တင်စကားဆိုလေ၏ ဒါကတော့ရှင်သူတို့ဘက်ကလွန်နာကိုဒေါ်စာယူက သူတို့ကိုကာကွယ်ပြီးပြောသည်တော်စမ်းပါကွာသူဘက်ကမင်းဘာမှကာကွယ်မနေနဲ့မင်းတို့ငါ့ကိုခဏလေးစောင့်နေလိုက်ရင်ဘာဖြစ်မှာမို့လို့လဲအခါတိုင်းနေ့တွေတုန်းကလည်းစောင့်နေတာပဲမဟုတ်လားဒီကနေ့မှထူးထူးဆန်းဆန်းလုပ်ပြီးပြဿနာသွားရှာရတယ်လို့ကွာကြာလေလေမင်းတို့ဘောမှာစိတ်ကုံလာလေပဲဒီကောင်ကလည်းတဖြည်းဖြည်းနဲ့သူ့အဖေတင်ဝင်းနဲ့တူကျင်လာပြီထင်တယ် ဦးကျော်စရာဤနောက်ဆုံးစကားကြောင့်သူတော်ဆက်ခနဲဖြစ်သွား၏ဦးကျော်စရာကိုလှမ်းကြည့်မိသည်ဦးကျော်စရာဤနောက်ဆုံးစကားကသူနာထဲမှာအထူးဆန်းဖြစ်နေသည်ပဲမဟုတ်လားကိုကျော်စရာရှင်စကားတွေလွန်လာပြီနော်မစီမဆိုင်နာတွေခလေးရှိမှဘာဖြစ်လို့ရှောက်ပြောနေရတာလဲဒေါ်စာယူကသူတော်ဘက်ကိုတစ်ချက်မျက်လုံးဆွေးကြည့်ပြီးဦးကျော်စရာကိုပြောသည်ဦးကျော်စရာကတော့မူစကားအရှိန်မတက်သေးပဲ ။အိုးအမှန်ကိုအမှန်တိုင်းပြောနေတဲ့ဥစ္စာပဲ။သူ့အဖေတင်ဝင်းကအယူရောဂါနဲ့နောက်ဆုံးလမ်းပေါ်မှာတည်သွားရတယ်မဟုတ်လား။အေးတင်ဝင်းရဲ့သားဖြစ်တဲ့သူတော်လည်းနောက်ဆုံးသူ့အဖေရဲ့လမ်းစဉ်ကိုလိုက်ရမှာပဲ။အခုတောင်မှဒီကောင်စိတ်တွေကတိတ်ပြီးမူမှန်းချင်တာမဟုတ်ဘူး။တခြားလူကိုမပြောနဲ့။ငငယ်လေးကလေးကကျွေးမွေးဆောက်ရှောက်ခဲ့တဲ့ငါ့အပေါ်မှာတောင်တခါတလေဂလန်ကဆန်လှုပ်ချင်သေးတာ။ဒီကောင်ကိုအိမ်မှာဆက်ပြီးထားရင်တော့ငါတို့ပဲဒုက္ခရောက်ရလိမ့်မယ်စိတ်ချ သူတော်ကြီးစိတ်တွေတုံ့လှုပ်သွား၏ခြောက်ခြားသွား၏ကဘာကြီးတစ်ခုလုံးအိုထင်းဆက်ကဲသို့ခြားခြားလဲပြီးပြိုလဲသွားသလိုခံစားလိုက်ရ၏တသက်တာလုံးသူဖခင်ရင်ဖြင့်သတ်မှတ်ခဲ့မိသည့်ဥကြောစေရသည် သူပထွေသူဖခင်ရင်ကတော့ဥတင်ဝင် သူကလေးဘွားကလေးကသူဖခင်ဥတင်ဝင်သည်စေတစာယောဂါဖြင့်အသက်သေဆုံးသွားခဲ့ရသည်တဲ့တကယ်ကိုရင်နာစရာကောင်းလိုက်သည့်အဖြစ်ပါပဲလား တေဆုံသွားသည့်ဖခင်တို့ရဲ့ယင်မှာနှင်းကနေခံစားလိုက်ရသည်သူနှင့် သူမိခင်ဒေါ်စာယူသည်ဦးကျော်စီရအားဘာကြောင့်ကြောင်းလန့်နေရသည်ကိုလည်းရိတ်စားမိလိုက်မိမိတို့ရဲ့စိတ်မကောင်းဖြစ်မိ၏သူ့ဘဝတွင်လည်းဝမ်းနည်းစိတ်ဖြစ်မိသည်အလိုလိုနေရင်လူတွေပေါ်မှာလည်းစိတ်နာကျင်လာ၏သာသူတော့သူလျှောက်ပြောနေတာတမင်သားစိတ်ညောင်လုံးနေတာသာသူပြောတာတွေဘာမှမယုံနဲ့ သူတော်သည်ရေဝဲလာသောမျက်ရည်များကိုလက်ခုံဖြင့်အသာတို့တုံးလိုက်ရမှမယုံဘူးမယုံဘူးလူတွေကိုမယုံချင်တော့ဘူးဘသူစကားမှလည်းမယုံချင်တော့ဘူးမိမိရဲ့သားလူတွေကို မုန်းတယ်အယံမုန်းတယ်သားပေါ်မှာတယောက်မှမကောင်းဘူးနှုံမအစမပြတ်ရေရွရင်အိမ်မော်ကနေပြေးဆင်းခဲ့သည် တွေ့သည်များကြောက်ခဲလုံးတွေကိုခြေထောက်ဖြင့်ကန်ကြောက်ခဲ့သည်မိုးရေထဲမှာအစမပြတ်ရှောင်နေခဲ့မိသည်အခန်းသုံး ချက်မှာဒေါ်စာယုဒေါ်စာယုနာမည်ခေါ်ရင်အိမ်ထဲသို့အမောတကောပြေးဝင်လာသူမှာကိုအောင်မြိုင်ဖြစ်သည်ဦးကျော်စရာနှင့်အတူ လက်သမားအလုပ်တွဲလုံးနေသည့်သူ ဖြစ်သည်ဘာဖြစ်လို့လဲကိုအောင်မြိုင်အိယာထဲကနေဒေါ်စာယုကလှမ်းမိ၏ကိုအောင်မြိုင်သည် အမောမှမပြေးသေးပဲအမောတကောပြောခဲ့ပုံကဦးကျော်စရာညံမော်ကနေချီချော်ကြလို့အဲ့ဒါစီကန်းပို့ထားရတယ်အဲ့ဒါလာပြောတာ ။တဆဲထဲဦးကျော်စရာ ပို့ထားသည့်စည်းကမ်းနာမည်ကိုပြောပြ၏။ဒေါ်စာယူကနှကန်းကိုမဲ၍ပြုံးလိုက်ရမှအင်းဒီလောက်တောင်အကူသူတွေများနေတဲ့လူဒီလောက်တော့ရှိမှာပေါ့။လူကမရိုက်ပေမဲ့နောက်ဆုံးတော့ဖះကရိုက်လိုက်တာပေါ့တော့။သူ့တွေဘာမှပူစရာမလိုပါဘူး။နှွယ်နှောင်းသွားပြီးကြည်ပါလိမ့်မယ်ပဲ။အေးဗျာကျွန်တော်ကတော့ဝတ္တရားရှိလို့လာပြောတာပဲတွားကြည့်တာမကြည့်တာကဒေါ်စာယူရဲ့အပိုင်းပဲလေ နောက်ဆုံးတော့လဲကိုအောင်မြိုင်သည်စိတ်ရှုပ်ထွေးသွားသလိုဥကောင်းထဲရှိသပင်များကိုကုံရင်အိမ်မော်ကနေဆင်းသွားလေ၏သူတော်သည်စိတ်ထဲဘာမှမခံစားရသလိုဒီတိုင်းငြိမ်ပြီးထိုင်နေခဲ့၏အကုသိုလ်၏အရေးသည်အင်မတန်ကြောက်စရာကောင်း၏အကုသိုလ်လှူထားသူများနောက်သို့အရေးပမာထက်ကျက်မကွာလိုက်ပါတတ်၏ဉဏ်စင်မော်ကကြားခဲ့သည့်ဥကြော်စီရခြေထောက်တွင်တန်ဆူးခဲ့ရာမှတန်စိတ်တက်ပြီး နောက်ဆုံးအသက်ပါပျောက်သွားရသည်ဘူဂျောစီယယုတ်တရဲတည်ဆုံးသွားရခြင်းနှင့်ဆက်နှင်း၍ရွာထဲတွင်လူတို့သည်တီတို့တီတို့သဖန်ဖို့လုံးကြနေတော်၏ဒေါ်စာယူနှင့်ပတ်သက်၍ဖြစ်၏ဘူဂျောစီယတည်ဆုံးရမှုသည်ဒေါ်စာယူ၏ပြောကားပဲမကင်းသလိုလိုဒီเจ้าတွေကိုဒေါ်စာယူကြားနေတော်လဲမတီချိုးချုံပြုကပြုံယုံပြုံနေခဲ့၏ဦးကျော်စီရမြေကြပြီးနောက်နှစ်လအကြာတွင် နောက်ထပ်ထူးခြားချက်တရက်ထပ်မံဖြစ်ပွားခဲ့၏မိုးကတဲကြီးမဲကြီးရွာချနေသည့်ညတညတွင်ရွာထဲသို့ကြားကြီးတကောင်ဝင်လာကလူတယောက်အားကြိုက်ချီခံလိုက်ရသည်ဆိုသည့်အဖြစ်ပါပြီထူးခြားကြိုက်ချီခံလိုက်ရသူမှလည်းအခြားသူမဟုတ်ပေဒေါ်သိန်းသိန်းခင်မွန်းဖြစ်သူဥလှမောင်းဖြစ်သည်ဒေါ်စာယူနှင်းဆက်လင်း၍ရွာထဲတွင်တရင်ကပူကြီးလာခဲ့၏တွေ့တယ်မဟုတ်လားဒီမိမကြီးနဲ့ပြဿနာတက်တာအခုတော့ ကြားဆွဲခံလိုက်ရပြီလေဥကျော်စီရတေးရတာလဲဒီမိမကြီးရဲ့ပြောကမကင်းဘူးလို့ထင်ရတာပဲအင်းကြာရင် သူ့ရဲ့မြောက်ကဒိုးဘက်တောင်လှဲလာမလားမပြောတတ်ဘူးသူ့နဲ့ပြောသူကပြော၍ဆိုသူကဆိုနေကြတော့လဲဒေါ်စာယူကတော့သူ့ဝေဒနာသူချိန်မိတ်ခံစားရင်အိမ်ရဲတဲ့ကနေမထနိုင်ရှာရေတောက်ပိုင်းမောင်းရင်သမင်းမစားရသည့်ရက်တွေကလည်းများလာခဲ့ရမှာ တနေ့တခြားအင်းအားချိနေပြီးပိန်လီလာတော့ဤအာကိုရမဲ့လီပြီသူတော်မှာလည်းထမင်းမစားပဲရေတောင်းရင်အသက်ဆက်နေရသည့်ဘဝကိုကျင်သားရလာလေဤပြဒနာသည် ထိုများနှင့်မပြီးသည်ဘာကြောင့်လဲမသိရွာထဲတွင်ကလေးရော လူကြီးပါမကြံဝမ်းရောကားဖြစ်လေတော့ဤထိုဝမ်းရောကားကြောင့်လူတချို့အသက်ဆုံးသည့်ထိဆုံးရှုံးနေနာမှုတွေဖြစ်ကုန်ဤစေကံကလည်းတခမ်းနေ ဆရာဝန်ကလည်းတယောက်တည်းမို့ဆရာမနိုင်လက်မိုင်းချရသည့်အနေထားသို့ရောက်လေ၏ထိုကဲ့သို့ရွာထဲတွင်ကတ်ဆတ်ရခြင်းကိုပင်ဒေါ်စာယူပေါ်မှအပြစ်ပုံချလာပြန်၏သမင်းဆိုင်ထဲမှာလုံးကသူပြောသွားတယ်မဟုတ်လားတနေ့ကျရင်ငါတို့တို့တွေဒုက္ခလှလာကြီးတွေ့ရနိုင်မယ်လို့လေပြီးတော့တို့တွေအားလုံးဒီရွာထဲကနေ ထွက်ပြေးရနိုင်မယ်လို့လေအခုတော့သူစကားမှန်အောင် တို့ကိုတရားပြနေပြီနဲ့တူတယ်အမှန်မင်းလူတို့ချို့ဒီကိုအင်ကိုရာကိုစွန့်ခွာပြီး ရွာထဲကနေထွက်ခွာသွားခဲ့ကြပြီဖြစ်သည်ဒစဒစဖြင့်ရွာထဲမှာ၆ကက်စပြူလာ၏ဒေါ်စာယုဒေါ်စာယုအိမ်ရှိမှခေါ်တန်းကြောင့်သူတို့သည်အိမ်ရှိကန်းသို့ထွက်ခဲ့၏ရွာထဲမှလူ၃ယောက်ကိုတွေ့ရသည်ယောက်ကခီးဆောင်လက်ဆွဲအိတ်ကိုကင်ဆောင်ထား၏သူတို့၃ယောက်စလုံးကိုသူတို့ကောင်းစွာသိ၏ဦးအောင်ကြီးဦးအောင်တော်နှင့်ဦးအောင်ရင် သူတို့သုံးယောက်ကရရင်ရွာရေးကိစ္စများကိုရှည်ဆုံးကနေလိုက်လံဆောင်ရွက်နေသူများဖြစ်ဘာကိစ္စရှိလို့လဲသူတော်ကမျက်နှာသည်သည်ဖြင့်ဒုံဒီဒီမေးလိုက်ဦးအောင်ကြီးကရှေ့သို့တက်လာလျက်ပြုံးမြင့်နှစ်ပေးဖြင့်ညီလေးရဲ့အမေနဲ့ခဏလောက်တွေ့ကျင်လို့ပေါ့ကွာကိစ္စအထူးရှိလို့လားကျွန်တော်အမေကတိတ်နေကောင်းတာမဟုတ်ဘူးအေးပါကွာအကူလို့တည်ပါတယ်အကူလို့ကလည်းပြောစရာရှိတာပြောပြီးချက်ချင်းပြန်သွားမှာပါ သူတော်ကအပေါဝါကနေလမ်းဖယ်ပေးလိုက်သည်နှင့်သူတို့သုံးယောက်ကအိမ်ထဲသို့ဝင်လာကြသည်ဒေါ်စာယူပေးမှထိုင်လိုက်ကြ၏ထူးထူးဆန်းဆန်းမှလာရှင်တို့ကျမသည်ရောက်လာတာအကြောင်းကိစ္စရှိလို့လားဒေါ်စာယူကမနေ့အာယူ၍ပြောရသည့်လေတံမျိုးဖြင့်မေး၏ဦးအောင်ကြီးကဟန်လုံးပြုံးပြပြုံးရင်းအဲဦးကျော်စရာမရှိတော့တဲ့နောက်ပိုင်းမှာဒေါ်စာယူတို့အသားမိတော်တော်ဒုက္ခရောက်နေမယ်ဆိုတာကျွန်တော်တို့တွေးမိပါတယ်အဲ့ဒါ ဦးအောင်ကြီးစကားမဆုံးတတ်သေးဒေါ်စာယူကဖြတ်၍သူရှိနေတော့ကလည်းကျမတို့ဘဝအချိန်တွေကတိတ်ပြီးမထူပါဘူးလေငတ်တလဲပြတ်တလဲပါပဲသူဟာသူအငယ်နွယ်နှောင်းတွဲပဲကြည်နေတာဒီကသားမိကိုတော့ရှိတယ်လို့တောင်းသူစိတ်ထဲမှတ်ယူထားတာမဟုတ်ဘူးလေအင်းလေသူမမဟုတ်ပါဘူးကျမတို့ဘဝမှာလူတိုင်းကတိတ်ပြီးအလေးနဲ့မထားကြတော့တာအတော်ကြာခဲ့ပါပြီလေကျမတို့သားမိလူတိုင်းရဲ့အပေခံဘဝကိုရောက်နေတာကြာပါပြီလေ ဒေါ်စာယူအတန်ဒီပြောရင်းပြောရင်းမာလာ၏လူတွေနှင့်ဆန်လင်း၍နာကြီးခံစားနေရသည်မို့ထွက်လာသည့်လေတံကလည်းမာပုံရ၏ခမရတို့ဘာပြောကြမလို့လဲပြောစရာရှိတာကိုမြန်မြန်ပြောကြလေဗျာသူတော်ကလည်းစိတ်မရှိသလိုဝင်ပြော၏အေးပါကွာပြောပါမယ်ဒီလိုပါဒေါ်စာယူတို့အနေနဲ့ဒီရွာမှာဆက်ပြီးနေမယ်ဆိုရင်အဲဘာကြောင့်မှထူလာမှာမဟုတ်ဘူးကူညီမဲ့လူလည်းမရှိ ။စောင်းရှောင်းမဲ့လူလည်းမရှိနဲ့ဆိုတော့ရှေ့လျှောက်ဒုက္ခတွေ တွေ့ဖို့ပဲရှိတော့တယ်။အလားလားကောင်းဖို့ဆိုတာဘလို့မှမရှိလာနိုင်ဘူး။ဒီတော့ကျွန်တော်တို့ကဒေါ်စာယူတို့အတွက်ဝိုင်းပြီးစဉ်းစားလိုက်ကြတာ။အဲ့တော့ဒေါ်စာယူတို့အနေနဲ့ဒီမှာနေမဲ့အစားမြို့ပေါ်မှာသွားပြီးနေမယ်ဆိုရင်ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်လေ။ဦးအောင်ကြီးအပြောလေးကတော့ချိုလို့တကယ်ကိုပြားရည်အတိုင်းပါပဲ။ဒါပေမဲ့ဓာသွားပေါ်တင်ထားသောပြားရည်မျိုးဖြစ်သည် ဒေါ်စာယူသည်ဥအောင်ကြီးစကားကိုနားထောင်ရင်းမဲပြုံးပြုံးနေ၏စိတ်ထဲမှာလည်းထူးထက်ထူးဆန်းသလို ခံစားနေရ၏အခုလို ကျမတို့ပေါ်မှာစေတနာထားတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒေါ်စာယူစကားမှမဆုံးတဲ့သေးဥအောင်ကြီးကလက်ကပြလျက်နေအောင်နေအောင်ကျွန်တော်ဘက်ကစကားမဆုံးသေးဘူးဆက်ပြီးပြောပြရစီအောင်တကယ်လို့ကျွန်တော်တို့ပြောသလိုဒေါ်စာယူတို့တာမိ မြို့တက်မယ်ဆိုရင်တော့လမ်းစီကောစားစီအတွက်ပါကျွန်တော်တို့ဘက်ကကမကထပြုလိုက်မှာပါကျွန်တော်ပြောတာကိုဘလို့သဘောရသလဲဒေါ်စာယူကဘာမှမပြောအသာငိန်နေသည်ဒီတော့လေဥအောင်တောင်းကတဖန်စခန်းထလာပြန်ဤကျွန်တော်တို့ရဲ့သဘောကတော့အခွင့်ကားပေးတော့ခမားတို့အနေနဲ့မြို့ကိုသွားစေခြင်း ਨੇ ကျွန်တော်တို့ဘက်ကပေးလိုက်မဲ့ငွေ9000ဆိုတာကလည်းတကယ်တော့မနှဲပါဘူးခမားတို့ဟိုမှာအယောင်ဝယ်တစ်ခုခုလုံးလို့ရပါတယ်ဗျာ အော်အော်ရှင်တို့ကကျမတို့သားမိကိုငွေနဲ့ပေါက်ပြီးဒီကနေအပြီးပိုင်းနှင်းထုတ်နေတာကိုဒီမှာရှင်တို့တီထားဖို့ကကျမတို့ကဒီရွာမာတွေမွေးပြီးဒီရွာမာတွေကြီးလာတာတခြားမျိုးကိုပြောင်းဖို့ဆိုတာကျမတစ်သလုံးစိတ်မကူးဘူးရှင် ရှင်တို့တွေသားဒီကနေရွှေ့ချင်းရွှေ့သွားရမှာငွေ9000မပြောနဲ့တပေါင်းပေးလဲကျမတို့ကမပြောင်းရေးချတဲ့ကမပြောင်းမယ် အင်းလူတွေလည်းဘာတွေဖြစ်ကုန်ကြပြီလဲမသိဘူးအရာရာကိုငွေနဲ့ပေါင်ရင်ရလိမ့်မယ်လို့ကြီးထင်နေကြသလားအင်းခက်တော့ခက်နေပါပြီကဲပါ ရှင်တို့ပေးတဲ့ငွေကောအကြံကိုပါလက်မခံနိုင်တဲ့အတွက်ဝမ်းတော်နေပါတယ်ပြီးတော့အာနာနာနဲ့ပဲပြောလိုက်ပါရစေရှင်တို့ပြန်ကြပါတော့ရှင်ဒေါ်စာယုမကြည်မနှက်ဖြစ်နေသည်ကိုတီးလိုက်သည်ဧည့်သည်သုံးသည်အိမ်ထဲကနေတချိုးတဲ့နေပြေးကြနေတော့ဤ သူတော်ဒီအန်ကိုတင်းတင်းကြိတ်ခါလက်သည်တပြင်းပြင်းလှုပ်ခဲ့ရမှ နောက်ဆုံးတောက်တစ်ချက်ကိုသာပြင်းထန်စွာ ခေါက်လိုက်မိလေတော့ဤသူစိတ်ထဲမှာလဲကိုချင်းစာနာမှုတရားခေါင်းမလွန်သည့်လူတွေပေါ်မှာနာကြီးစိတ်ကပုံမူပြင်းထန်လာတော့ဤအခန်းလေးသားကောင်နေဝင်ပြီးဖြစ်သည်အလင်းရောင်ကွယ်ပြောင်း၍အမောင်တို့ကတိတ်သည်စွာကြာရောက်ခဲ့ပြီးဖြစ်သည်မိုးရွာနေသည်ဆိုပေမဲ့တဲကြီးမဲကြီးတော့မဟုတ် ဖွဲ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 ဖြင့်ဆွေနေယုံမျှတာဒီကလည်းငြိမ်နေ၏ရွာကြီးဒီအလုံးမှာတိတ်ဆိတ်ခြောက်ကန့်နေပြီးတကယ်တော့ရှိ၏နည်းနည်းမှောင်လာသည်နှင့်အပြင်ဘက်သို့လူတွေတိတ်မထွက်ရဲကြတော့အိမ်တွင်အောင်းနေကြ၏ထိုထက်မှမူရွာထဲမှာလူရေကတဖြည်းဖြည်းနေသွားပြီးဖြစ်သည်တမျိုးဒီအစီတို့ပြောင်းရွှေ့သူကပြောင်းရွှေ့ဝမ်းရောကကပ်ပေးကြောင်းအသက်သေးဆုံးသူကသေဆုံးနေမှု ရွာထဲမှာရခင်နှစ်တွေလောက်လူဦးရေမရှိတော့အချိန်ကတရွေ့ရွေ့ဖြင့်ကုံဆုံးလာ၏ညာမောင်သူကလည်းပူပြီးနေပိန်လာ၏ဒေါ်သိန်းသိန်းသမင်းဆိုင်ရှိရှိကိုကိုဝင်အောင်မှာတော့နွားပေါက်ကလေးတကောင်လည်းပင်မှာချူခလောက်ကိုဆွဲပေးထား၏ထိုနွားကလေးလှူရှာမှုပြုနေတိုင်းချူတန်ကတချွင်ချွင်ဖြင့်ညီနေ၏ရွာထဲရှိလူတွေအိမ်မောကြာသွားသည့်ချိန်တွင် ချူခလောက်အစွဲခံထားရသည့်နွားကလေးသည်လှုံလို့ရှားရှားပြူလာလေတော့၏ချွင်ချွင်ချွင်သူ့လည်းပင်ဆွဲထားသည့်ချူတန်ကလည်းတိတ်ဆိတ်ငြိမ်သက်မှုကိုဖြိုခွင်းလာ၏တစုံတရာသော အနံ့ကိုထိုနွားကလေးရလိုက်ပြီးဖြစ်၏အန်နီအနံ့ဖြစ်သည်တနည်းအားဖြင့်ဆိုရလျှင်တောကောင်ကြီးသည်ထိုနွားပေါက်ကလေးရှိရာစီသို့ဥတီလာနေပြီးဖြစ်သည်ကိုကိုနိုင်ကိုကိုနိုင် ထတော့လေကွာဟိုမှာဒိုးဆောင်နေတဲ့အကောင်ကြီးလာနေပြီကိုအေးမောင်ကသူ့ဘေးတွင်အိမ်မောကြနေတော့ညီဝမ်းခွဲတော်ဆက်သူကိုကိုနိုင်ကိုလှုပ်နှူသည်သူ့ကိုဖြစ်သူဦးလာမောင်အားကြိုက်ချီဆွဲယူသွားသည်တောကောင်ကြီးအားပြန်လဲလက်စားချေဖို့အတွက်ကိုကိုနိုင်ကို ခေါ်ယူထားခဲ့ခြင်းဖြစ်သည်ကိုကိုနိုင်သည် တောလိုက်ဝါသနာပါသူဖြစ်၏အမဲပြေးဝါသနာပါသူဖြစ်သည် အမဲလိုက်ရာတွင်အသွုံဝင်သည့်ဆလိုက်မီရိုင်းဖယ်တနက် အမဲလိုက်တာစားသည့်အသုံးဆောင်များသူ့မှာရှိ၏ဒီညာပေါ်တော့ပွဲကြီးပွဲကောင်းတွေ့ရတော်မူသူတို့သည်နွားပေါက်ကလေးတစ်ကောင်ကိုသားကောင်ဖြင့်ကိုကိုပင်အောက်ရှိခြေတိုင်းတွင်ခြေနှောင်းထားလေ၏ယခုတော့ထိုတော်ကောင်ကြီးသည်ထိုနွားပေါက်ကလေးရှိရာသို့ရောက်လှမ်းလာနေပြီးထင်သည်ကိုဤမောင်ဤလှုံရှားမှုကြောင့်ကိုကိုနိုင်အိမ်ယာမှနိုးလာ၏မျက်လုံးစုံကိုလက်ဖြင့်ပုတ်တန်သည်ဘေးတွင်ခြားထားသောရိုင်းဖယ်တနတ်ကိုအစင်သေးကောက်ကိုင်းထားလိုက်၏ သူတို့သည်ထမင်းဆိုင်ပေါ်လက်ရှိပြတင်းပေါက်ဘေးတွင်နေရာယူထားကြ၏။နွားကလေးကတော့လှုံလှုံရွာရွာဖြစ်နေပြီ။ထိုကောင်ကြီးလာနေပြီထင်တယ်။ကိုေးမောင်ကပြောသည်။ကိုကောင်ကြီးလာနေပြီထင်တယ်။နွားကလေးတော့လှုပ်ရွာနေပြီ။ကိုကိုနိုင်သည်ဝိုးတော်မြင်တွေ့နေရသောထိုနွားပေါက်ကလေးစီတို့မျက်ရှင်မပြတ်ကြည့်နေလိုက်သည်။ဟုတ်တယ်။ကိုကောင်ကြီးလာနေပြီ။နွားလေးရဲ့ဘယ်ဘယ်နားမှာ ကိုကိုနိုင်ကပြောရင်တစက်သေးရိုင်းဖယ်တနတ်ကိုရှေ့စီသို့ထိုးချိန်ထားလိုက်၏တောကောင်ကြီးသည်သူဤသားကောင်စီသို့တဖြည်းဖြည်းချင်းတိုးကပ်လာနေခြင်းဖြစ်သည်နွားပေါက်ကလေးနှင့်အနီးကပ်ဆုံးနေရာသို့ရောက်သည်နှင့်ကိုကိုနိုင်သည်နဖူးပေါ်မှချိန်ထားသည့်စလိုက်မီကိုဖြတ်ခနဲထွန်းလိုက်၏စလိုက်မီမှမီးလင်းအောင်ကကိုကိုပင်အောက်စီသို့ပြေးသွား၏နွားပေါက်ကလေးစီသို့ပြေးခုံအုပ်တော်မီဟန်ပြေးနေသည့်တောကောင်ကြီးကို ထင်းထင်းကြီးမြင်တွေ့လိုက်ရသည်နှင့်အမျှရိုင်ဖယ်တနတ်မောင်းကလုတ်ထဲထဲထားသော ကိုကိုနိုင်ဤလက်ညှိုးလေးကကိုင်းညွတ်သွား၏ဒိုင်ဟောင်းကြာကြီးဝမ်းပိုက်ကိုရိုင်ဖယ်ကြီးစံကထိုးဖောက်ဝင်သွား၏ကြာကြီးသည်ဟိန်းနန်းကြီးပြူရင်တစ်ဖက်သို့လိမ့်ထွက်သွား၏ထိသွားပြီကိုအေးမောင်ကပြောရင်းအိမ်အောက်စီသို့ပြေးဆင်းသည်ကိုကိုနိုင်လည်းဦးအေးမောင်၏နောက်ပြေးလိုက်ခဲ့၏ တပွဲပွဲဖြင့်ဆွေယုံသွားဆွေနေတဲ့မိုးစဲမိုးပေါက်တွေကိုဖြတ်တန်း၍တောကောင်ကြီးရှိရာသို့ပြေးခဲ့ကြ၏ဟင်ဘယ်ရောက်သွားသလဲကိုအီမောင်ကအာမေဒိတ်တန်ထုတ်လို့ရင်အနီးတစ်ဝိုင်းလှည့်ပတ်ကြည့်၏မတွေ့ရပါလေတော့တောကောင်ကြီးရိတ်အောင်ကိုစိုးစင်းများမတွေ့ရတော့မြေပြင်ပေါ်တွင်သွေးဆက်တချို့ဝူတော့မြင်တွေ့ရ၏ထို့နောက်မိုးရေဆဲများကြောင့်ထိုသွေးဆဲချီရများကချက်ချင်းပင်ပျောက်နှင်သွား၏ အထိနာသွားတာတော့သိကြတယ်။ဒါပေမဲ့တခါလေခြေရာပျောက်သွားတာကတော့တော်တော်ကိုထူးဆန်းနေ။ဒီကောင်ကြီးတနည်းအားရမှာသွားပြီးတည်နေမှာတော့ကျင်းသေးတယ်။ကိုကိုနိုင်ကအတီးနင်းပြော်ဤ။ဘာပဲဖြစ်ဖြစ်ဒီကောင်ကြီးဘလို့မှလလန်ထူတော့မှာတော့မဟုတ်ဘူး။ရေးကြည့်တာကဒီကောင်ကြီးအသက်တည်ဖို့ပါပဲ။စကားဆုံးတွင်ဥွေးမောင်သည်အန်ကိုတင်းတင်းကျိန်လိုက်ဤ။သွားလေသူအကိုကြီးကိုလှမောင်မျက်နှာကို ပြင်းမြင်အောင်မှုလိုက်တော့ကြောင့်ဖြစ်သည်။ အခန်းကဘဝတူလောကကြီးတွင်တိုက်ဆိုင်မှုတွေနဲ့တူထူဆန်းထွေလာဖြစ်ပြများသည်မကြာခဏပေါ်ပေါက်ဖြစ်ပွားလျက်ရှိလေ၏ယခုလည်းကြည်လေနန်းနဲ့မိုးတောင်အလင်းရောက်သည်နှင့်သူတော်အိယာမှနိုးထသည့်ချိန်တွင် သူမိခင်ဖြစ်သူဒေါ်စာယူသည်တမလွန်သို့ထွက်ခွာသွားပြီးဖြစ်သည်အယိုးကောက်ကဲခန္ဓာကိုယ်နှင့်အယိုးပေါ်အရေးတင်နေသည့်မျက်နှာနှင့်ဒေါ်စာယူသည်မြည်သည့်အချိန်ကလေးကအသက်သေးဆုံးနေခဲ့သည်မသည့် အသက်ပြောင်သွားသည့်တိုင် သူမိခင်ဖြစ်သူသည်လူလောကကြီးကို အရှုံးပေးသွားပုံမရနှုတ်ခမ်းနှလွာမှာပန်းရောင်တန်းနေစေအထက်ကိုကြည်နေသော ပွင့်နေသည့်မျက်လုံးစုံမှာလည်းတောက်လက်နေစေအသက်ဒီဆုံးနေသည့်မိခင်ဖြစ်သူကိုကြည်ရင်သူတော်သည်ငိုရကောင်းမှန်းလည်းမသိမျက်ရည်ကြရကောင်းမှန်းလည်းမသိဝမ်းနေရကောင်းမှန်းလည်းမသိသူတော်တွင်ကဘာခံစားချက်မှ မရှိတော်သလိုလက်တစ်ဖက်ပါ၍မတ်တက်ရရင် မိခင်ဖြစ်သူဤအသက်မဲ့နေသောခန္ဓာကိုယ်ကိုဒီတိုင်းကြည်နေခဲ့မိသည်ဒီစဉ်အိမ်နောက်ဖက်မှညီတန်တန်ကြောင့်မိခင်ဖြစ်သူနားမှခွာလာခဲ့၏အနောက်ဖက်ရေတွင်ပြေနာသူရောက်သည်နှင့်တနတ်တန်ရာနှင့် ကြားတကောင်ကိုတွေ့ရ၏သူတော်ထိုနေရာသို့ရောက်သွားသည့်ချိန်တွင်ထိုကြားသည့်အသက်သေးဆုံးနေခဲ့ပြီးဖြစ်၏ထိုစင်မှာပင် လာသားရွယ်ကြပေါက်ကလေးသုံးကောင်ကသူစီတို့ပြီးကပ်လာ၏။အော် သူ့လိုပင်မိခင်ဖြစ်သူမရှိတော့သည့်ဘဝသူကြားပေါက်ကလေးတွေပါလားသူတော်သည်ကိုချင်းစာစိတ်ဖြစ်ခဲ့မိရာမှတဆက်သေးသူစီသူပြေးကပ်လာနေသော ကြားပေါက်ကလေးသုံးကောင်ကိုအသာပွေချီယူလိုက်မိလေ၏အခန်း6ပြောင်းလဲမှုတစ်ချိန်လုံးကလူသူအများဖြင့်စီကားတိုင်းမြိုက်ခဲ့သောဝင်ကဘာမြန်ရွာကလေးသည်ယခုတော်လည်းတိတ်ဆိတ်၆ကပ်သောအသွင်သို့ဆောင်သည့်တော်အုပ်ကလေးဖြစ်သောကူးပြောင်းသွားခဲ့ပြီးဖြစ်သည် လူများသည် ဝင်ကပါမြိုင်ကိုဆွန့်ခွာသွားကြ၏တနေတကြီးသူထွက်ခွာသွားကြ၏ထိုသူထွက်ခွာသွားကြရ၌ကိုစီကိုစီအကြောင်းမျိုးမျိုးရှိကြ၏အဓိကအကြောင်းရင်းကတော့ဒေါ်စာယူချိန်ဝါခဲ့သောဒေါ်စာယူ၏စကားတွေကြောင့်ဖြစ်သည်လူတို့မရှိပြီဆိုလေသောအခါတွင်မှာတော့လူနေအိမ်ခြေတွေမှာလည်းပြက်သုံးကုန်၏အိမ်တွေစားအပြန်ရိုင်းသစ်ပင်တွေက နေရာယူမင်းမူလာကြ၏တာရဲတရိတ်ဆန်အချို့ကလည်းစိုးမိုးလာကြ၏ တိုးနှင်းများဝင်ကဘာမြိုင်သည်တောလိုက်မုံဆိုးတွေအတွက်စကြက်တစ်ခုဖြစ်လာ၏သို့သော အခန်းခုနှင့်တားကောင်ကြားဆိုသည့်တရဝါသည်တားကောင်ကို အစဉ်အမြဲရှာဖွေနေတတ်၏ထိုကြားတရဝါသည်ရဲရင်၏တတ္တိရှိ၏ကိုယ်တွင်အန္တရာယ်ရှိနေမှန်းသည်လျက်နှင့်ပင်ကိုယ်အန္တရာယ်ရှိနေသည့်နေရာသို့ပင် အကြောင်းလမ်းမရှိသွားလာတတ်၏တကယ်ဆိုတော့ထိုကြားဆိုသည့်တရဝါသည်သူဦးလင်းသူ ကိုဦးလင်းကိုလှင်သူစားစရန်ထားတတ်၏ဒါကြောင့်လဲကြားကိုမုံဆိုးကတခါတရံချောင်း၏တခါတရံမုံဆိုးကိုကြားကပြန်ချောင်း၏မိတို့ပင်ဆိုစေ လူဆိုသည့်တရဝါသည်အဟိတ်တိဆန်ဖြစ်သည့်ကြားတရဝါထက်ပို၍အုံနှောက်ပြေး၏ညံများ၏အကောက်ကြံတတ်၏ကြားတရဝါကမိသည့်ကိစ္စမဆိုးပြောင်ပြောင်တင်းတင်းလှုပ်တတ်၏ပြောင်ပြောင်တင်းတင်းလှုပ်ရှားတတ်၏လူဆိုသည့်တရဝါကတော့ထို့သို့မဟုတ် လျိုဝဲစွာလှုပ်ရှားတတ်၏သူမှာရှိသမျှဉာဏ်ပညာကိုသုံးချ၍တဖက်သောသူအားကောင်းစွာဒုက္ခပေးတတ်၏ကြာဆိုသည့်တရားမျိုးကသူနယ်သို့ကြုံမှသာ သူသားကောင်းဖြစ်သတ်မှတ်တတ်၏လူဆိုသည့်လူကတော့ထိုသို့မဟုတ်ပေသူမှာသာရပိုင်ခွင့်အခွင့်အရေးသာရှိမည်ဆိုပါကမြည်သည့်နေရာဌာနစီသို့ပဲတွားရတွားရဇိုတင်တွားရောက်၍ဒုက္ခပေးတတ်လေ၏။သူနှင့်ပင်ဒန္နာဤတော်တွင်မ ရှိုးရှိုးဝဲဝဲနိုင်သလောက်ထူးဆန်းအံ့ဩဖွယ်ရာကောင်းလွန်လာတော့ဤဇန်နဲ့စားခဲ့ပြီးဆိုကမှားမိမဟုတ် ်ကဲ့ပါရှင်အပိုင်း2ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း3မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်